မွေးရပါတယ်ကိုမိဘတို့တိကျတယ်ဟုတ်လားပြယောက်ျားမိဘတို့ရိုင်းကြအဲ့ဒါ main ကလေးတိုင်းရဲ့မွေးရပါလာတဲ့အရန်ကြိုက်လို့ပြန်ပြေးလိုက်မယ်မျိုးသမီးတွေဘာကြောင့်မချိုတာတော့လဲဘာကြောင့်ရိုင်းဆိုင်လာလဲဆိုတော့ post out မှာလာပြီး reply ထားတဲ့မောင်လေးအရေးပြန်ဖြေရှင်လို့ဗောနော်အဲ့တော့အိမ်တော်တစ်ခုမှာဒစိမ့်တယောက်ဒစိမ့်တယောက်ကိုကိုကိုအိမ်ထဲခေါ်လာပြီးအမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ် ခေါ်လာလို့ရှိရင်အဆင်မပြေမှုများစွာနဲ့ကြုံတတ်တယ်။အဲ့ဒီအရာပေါ်မှာကိုမိသားစုနဲ့ကိုခေါ်လာကိုချစ်တဲ့သူနဲ့အဆင်ပြေအောင်ပေါင်းကူတရားလုပ်ရမှာကိုတာဝန်ဖြစ်တယ်။အဲ့တော့ခုနပြောသလိုမိခင်နဲ့အမျိုးသမီးဆိုတာကလေ အာဒန်တူချစ်ရမယ်အမျိုးသမီးနှစ်ဦးဖြစ်တယ်နော်အာဒီမိခင်ဆိုတာကိုကိုဝါနဲ့လွယ်ပြီးမှုေးတယ်အာအရွယ်ရောက်တဲ့ထိကျွေးမှုေးတယ်အဲအမျိုးသမီးတွေဆိုတာလည်းကိုစီလက်ပြန်မိပမိခင်စီကနေပြန်လှက်လွယ်ယူလိုက်ပိုက်ပြီးတော့မင်းရဲ့ဝေယာဝိဆမင်းရဲ့တိတ်ဆုံးတဲ့အချိန်ထိမင်းရဲ့ချီတေမင်းရဲ့အုံနာကြိုးကမှုစိုးသမျှအားလုံးကိုခံမယ်မိခင်လိုမိမလိုမျိုးအာအမျိုးသမီးဖြစ်တဲ့ကြောင့်ကိုမိခင်နဲ့အတူဒန်းသူကိုချစ်တဲ့အမျိုးသမီးတွေဖြစ်တယ်နော်အာနံပါတ်၁ချက်ပြောချင်တာက အဲ့ဒီအာရောက်ခမနဲ့ချွေးမကအစင်မပြေကြတဲ့အချက်တွေကအဓိကတည်ရခံကိုကိုယ်တိုင်ပဲဖြစ်တယ်တချို့မိသားစုတွေကရှိတယ်ကွာကိုဖက်ကိုရက်တဲ့အဲလိတ်တေကိုဥမကိုခင်တဲ့လိတ်လောဟာတွေရှိတယ်ကွာအာကိုတာဘလောက်မှမှကိုတာအမှန်ကိုချွေးမဘလောက်မှမှကိုတာအမှန်ဆိုရဲဟာမျိုးอ่ะကျတော့ဘတော့အခါမှာဒီရောက်ခမနဲ့ချွေးမဆိုတာအဆင်ပြေမှုမဖြစ်မရှိနိုင်ဘူးပေါ့เนาะအာအဲ့တော့ ဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်လေတကယ်လို့ကိုကကိုရဲ့မိသားစုနဲ့အရင်ဆင်ပြေတဲ့လူကိုလိုချင်လို့ရှင်ကိုချစ်တဲ့လူကိုမရှာနဲ့ကိုမိသားစုချစ်တဲ့လူကိုရှာပြီးတော့ယူရတတ်တက်လုံးဆင်ပြေတယ်ကိုချစ်တဲ့လူကိုယူလာပြီဆိုမှတော့ကိုမိသားစုနဲ့အဆင်ပြေအောင်ထားနိုင်ဖို့မေတ္တာကိုကူးဆက်အောင်လုပ်ပေးနိုင်ဖို့ဆိုတာအဓိကတေခံကိုကိုရင်ဖြစ်တယ်နော်အဲ့တော့ချွေးမကောင်လိုချင်လို့ရှင်ကိုကိုရင်ရောက်ခမကောင်ဖြစ်အောင်လုပ်ရမယ်ရောက်ခမကောင်လိုချင်လို့ရှင်ကိုကိုရင်က နော်ချွေးမကောင်းပြီးသားမယ်အမျိုးသမီးကောင်းကိုလိုချင်လို့ရှင်ကိုကိုရိုင်းကယောက်ျားကောင်းဖြစ်အောင်ကြိုးစားမယ်နော်ကိုကိုရိုင်းရွေးချယ်တဲ့အမျိုးသမီးကဘာကြောင့်ကိုယူလာလိုက်တယ်ဘာကြောင့်ကိုအာဘာလဲအိမ်နောက်ဘက်ဖြစ်ရွေးချယ်ဆိုတော့ကိုအတိဆုံးလင်းယူပြီးမှတော့သူမကောင်းဘူးသူရိုင်းတယ်လို့သွားပြောလို့အာမရဘူးပေါ့နော်အဓိကကအစင်ပြေဖို့ဆိုတာကအာကိုကိုမှာတာဝန်အများရှိတယ်မိခင်ဆိုတာကလည်းတားတယောက်ကိုအမြဲကလေးတယောက်လို့ချစ်တဲ့မိခင်ယောက်မိန်းမဆိုတာလည်းကို ကိုချစ်လို့ကိုမိသားစုကိုထားပြီးဒီအမျိုးသားကိုနောက်ကိုလိုက်တယ်ဆိုတာကဒီအမျိုးသားရဲ့အမ်ဖြစ်တည်မှုအားလုံးအရာရာအားလုံးကိုလှုပ်ပေးခြင်း control လုပ်ခြင်းနဲ့ဆိုရက်စိတ်သူမသူသူဘာပေးရမလဲဆိုဆိုမိခင်တယောက်ထက်ကံပို့ပြီးအဲဆိုရင်ပုံပန်နေတဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲကိုမိဘပေါ်ရိုင်းလာတဲ့အမျိုးသမီးကိုဘာကြောင့်ကိုယူလာဆိုရက်ယူလာရတာလေဘာကြောင့်သွားလဲအဲ့လိုရိုင်းသွားတာလဲဆိုတာကတူတစ်ဖက်သက်ကြီးပဲအပြစ်သွေးလို့မရဘူးကိုမိပါက ကိုမိဘနဲ့ဘာအဆင်မပြေလဲဆိုတာရင်ဆုံးသွေးတင်တယ်လို့မမေမြင်လည်းရှင်